ခင်အားလုံးပဲလမ်းပေါ်မိတ်ဆွေတွေကျွန်တော်ဖွဲ့ဝင်မိသားစုတွေရောအားလုံးပဲ 3D awkward special မိပါစီလို့ဆုမကောင်းတောင်းမိပါတယ်ပရီဝါတော့ကျွန်တော်တို့အရှိကြီးပေါ့နော်အရှိကြီးတင်ပြီးလို့မင်းရတဲ့အတွက်ကြောင့်မို့လို့အတူလေးပဲကျွန်တော်တင်ပြီးလိမ့်မယ်ဟုတ်လားဒီတကယ်လို့ဗီဒီယို like နဲ့တကွာကြည့်ချင်းကြတယ်ဆိုလို့ရှိရင်တော့ channel ကိုတော့ subscriber နှိပ်ထားမယ်အားလုံးပဲနော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်16ရက်17လ2025အတွက် 3D တဲ့နော် ဒီမှာရှိတဲ့သုံးပါတဲ့ဟုတ်လားอืมวิดีโอโตเนี่ยตั้วบามั้ยสุจ๋าล่ะဒီมาရှိတယ်3ไอ้ဒီ3ကိုဘယ်နေရာမှာ3လို့ဖြစ်မလဲဆိုရင်ရှင်းကားနှစ်ချက်ပေါင်းခြင်း3ဒါဆိုရင်8ထိပ်စီเนาะဒီมาရှိတယ်8ဒီมา8ထိပ်စီပေါ့เนาะဒီมาရှိတယ်3ဒီနှလုံးပေါင်း3ဒီมาရှိတယ်8ထိပ်စီဟုတ်လားဒါဆိုရင်ကျွန်တော်တို့အလဲတိုင်းအလဲတိုင်းပေါင်းခြင်းဒီကျွန်တော်တို့အပေါ်မှာရှိတဲ့ ဒီမှာရှေ့မှာရှိထားတဲ့ရှစ်ထိပ်စီနဲ့ညီမျှပေးရမယ်ဆိုတဲ့ခါကျတော့အဲ့ဒီရှစ်ထိပ်စီကိုကျွန်တော်တို့က6အလေတိုင်းစီရှစ်ဖြစ်ပေးရမယ်နော်3ရေ6ရေဒီမှာရှိတဲ့4ရေကိုပေါင်းချင်းနံပါတ်ကျွန်တော်တို့8လို့ဖြစ်ခဲ့ပါတယ်နော်အဲ့တော့ဒီမှာထပ်ပြီးတော့ကြည့်မယ်3ထိပ်စီဖြစ်အောင်ဆိုရင်9လို့ရှိတော့8ဆိုတဲ့ထိပ်စီဒီ8ကိုဒီ6ဒီ8လို့ဖြစ်ပေးရမယ်နော်6ဒီ8လို့ဖြစ်ပေးရမယ်ဆိုတဲ့ခါကျတော့ ဒီနေရာမှာကျွန်တော်၈လို့ရှိတယ်ဒီနေရာမှာ၄လို့ရှိတယ်၈လေးနှစ်ချက်ပေါင်းခြင်း2เนาะ၈ဖြစ်အောင်ဆိုရင်6ဆိုတဲ့အလဲတိုင်းအဲ့တော့ဒီမှာနောက်ပိတ်ကိုကျွန်တော်တို့ရှာဖွေမယ်ဆိုလို့ရှိရင်ဒီမှာရှိတယ်ခုနကတော့ရှာဖွေခဲ့တဲ့6ဆိုတဲ့အလဲတိုင်းပေါ့เนาะအဲ့ဒီ6လေတိုင်းဒီဒီနောက်ပိတ်ဒီတဲ့ကျွန်တော်တို့6ဖြစ်ပေးရပေါင်းခြင်း6ဘယ်လို6လို့ဖြစ်ပေးရမလဲဆိုတော့3ရဲ့8ရဲ့ရှိတယ်ပေါင်းခြင်းနံပါတ်1ဒါဆိုရင်ဒီနောက်ဆုံးတစ်လုံးနဲ့ကျွန်တော်တို့ပေါင်းခြင်းဒီ 6လို့ဖြစ်ခဲ့ပါတယ်တဲ့နော်3ရှစ်နှစ်ချက်ပေါင်းချင်း1လို့ဖြစ်တော့9ဆိုတယ်နောက်ပိတ်နေတဲ့နော်ထွက်ပြေးရမှာဖြစ်တယ်ဆိုတဲ့ခါကျတော့6ချိန်စီ6နောက်6လေတိုင်း9နောက်ပိတ်နေထွက်ခဲ့ပါတယ်တဲ့ဒါဆိုရင်သူ့ရဲ့အောက်မှာရှိတဲ့ကျွန်တော်ဒီ3ဟုတ်လားအဲ့ဒီမှာရှိတဲ့3ပေါ့နော်အာချိန်နေကြပါလေသူကဒီမှာရှိတဲ့3အဲ့ဒီ3ဒီဘယ်နေရာမှာ3လို့ဖြစ်ပြရမလဲဆိုရင်4ရှိတော့6ဆိုတဲ့ထိပ်စီ ဒါဆိုရင်အလေတိုင်းဟုတ်ပြီဒီအလေတိုင်းကိုကျွန်တော်တို့ကဒီမှာနော်ဒီ၃ကိုဒီနှလုံး၃တယ်ဆိုတော့အလေတိုင်းအလေတိုင်းဒီကျွန်တော်တို့ခွပေါင်း6လို့ဖြစ်ပြရဆိုတဲ့ခါကျတော့6ရှိတယ်6ရှိတယ်အလေတိုင်းခွန်တဲ့နော်66ပေါင်းချင်း1ခွန်နဲ့ပေါင်းရ6နော်အလေတိုင်းဒီပေါင်းချင်းနံပါတ်6လို့ဖြစ်ခဲ့ပါတယ်ဒါဆိုရင်နောက်ဆုံးနံပါတ်နောက်ဆုံးကနန်းဒီကျွန်တော်တို့အလေတိုင်း ပေါင်းချင်းနံပါတ်9ဖြစ်ပေးရမယ်ဆိုတော့နောက်ကနဒီ3ကိုဒီနှလုံး3နဲ့နောက်တစ်ချက်က6လို့ဖြစ်အောင်ဆိုလို့ရှိရင်6လို့ဖြစ်အောင်ဆိုရင်6နဲ့12 2လို့ရှိတဲ့ခါကျတော့6 6ခွန်ပေါင်းချင်းဒီနံပါတ်6လို့ဖြစ်ခဲ့တယ်ဟုတ်ပြီခွန်လို့ဆက်ဖြစ်ပေးရမယ်ဆိုတဲ့ခါကျတော့6နဲ့3နဲ့နှစ်ချက်ပေါင်းချင်းဒီ6ပါ6ကိုကျွန်တော်တို့ကခွန်လို့ဖြစ်ပေးရမယ်ဆိုတော့8ဆိုတဲ့ နောက်ပိတ်နဲ့98ဆိုပြီးတော့မှထွက်ရှိခဲ့ပါတယ်တဲ့။ site ကတော့တိချာလေးကြည့်မယ်ပေါ့နော်ကျွန်တော်အပေတိုနဲ့ပဲကနန်းတင်ပေးလို့ရတာမဟုတ်လို့ပါဟာလား line ပေါ်မှာ video ရှေ့တင်လို့မရသေးဘူးပေါ့နော်။အဲ့လိုတင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ follower တွေလိုတယ်ဟာလား။ဟာပြတ်တောင်သွားတယ်ဟေး။ပြတ်တောင်သွားတယ်နော်။အဲ့တော့ဒီနေ့မှာပြီးပြီးသားဥစ္စာကိုကျွန်တော်ထပ်ပြီးတော့မပြတော့ဘူးเนาะ98ဆိုပြီးတော့မှမှန်ခဲ့ပြီဆိုတော့ဒီနေ့ရောက်ကျွန်တော်လှုပ်ထားပြခဲ့မယ်เนาะကဲဟုတ်ပြီ ါဆိုရင်ဒီနေရာမှာကျွန်တော်တို့က6လို့ရှိတယ်အဲ့ဒီ6ကို6လို့ဖြစ်အောင်ဆိုဒီမှာ9လို့ရှိတဲ့ခါကျတော့ခွန်ဆိုတဲ့ထိပ်စီထည့်ပြရမှာဖြစ်ပါတယ်တဲ့နော်ဒါဆိုရင်ဒီခွန်ဖြစ်ပြရမယ်အလဲတိုင်းဒီကျွန်တော်တို့ခွန်ဖြစ်ပြရမယ်ဆိုတဲ့ခါကျတော့ဟဲ့ဒီမှာ8ရှိတယ်8ရှိတယ်နော်အဲ့ဒီ8နှလုံးပေါင်းခြင်းဒီ6လို့ဖြစ်တယ်အိုးအိုးအိုး8ရှိတယ်ဒီနေရာမှာ6ရှိတယ်6 6နဲ့ချက်ပေါင်းခြင်း4ပါ ခုံလို့ဖြစ်ပြရမှာဆိုကျွန်တော်တို့သုံးဆိုတဲ့အလေတိုင်းနဲ့နော်အဲ့တော့ဒီမှာကျွန်တော်နောက်ပိတ်ရှာမယ်ဟုတ်လားဒီမှာရှိတဲ့6ကို6လို့ရှိတော့ခုံထိပ်စီးနဲ့ကျွန်တော်တို့ပေါင်းချင်း6လို့ရိုက်တယ်ဒီခုံထိပ်စီးကိုကျွန်တော်အလေတိုင်းကနန်းတီခုံလို့ဖြစ်ပြရမှာဆိုရှစ်ရှိတယ်6ရှိတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ပိတ်ဒီအကလေအလေတိုင်းဒီ3လို့ထည့်ပြရမယ်ဒါဆိုရင်နောက်ပိတ်နောက်ပိတ်ဆိုင်နော်ခုနကတော့ထပ်ပြပြီးမယ်6 6ကိုဒီနှလုံး 6လို့ရိုက်တယ်အဲ့ဒီနှလုံးထိတ်စီးခွန်သည်အလေတိုင်းဒီခွန်လို့ဖြစ်ပြရမယ်ဆိုတော့ရှစ်ရှိတယ်6ရှိတယ်နော်3ဆိုတယ်အလေတိုင်းထည့်ပေးခြင်းအဖြစ်ကျွန်တော်တို့ခွန်လို့ဖြစ်ခဲ့တယ်ဒါဆိုရင်ဒီ3နောက်ဆုံးနံပါတ်ဒီကျွန်တော်တို့ပေါင်းခြင်း3ဖြစ်ပြရမယ်ဘယ်လိုဖြစ်ပြရမလဲဆိုရင်6ရှစ်နှစ်ချက်ပေါင်းခြင်းဒီ4လို့ရှိတယ်6ရှစ်နှစ်ချက်ပေါင်းခြင်း4ကိုဟုတ်လားကျွန်တော်တို့3လို့ဖြစ်ပြရမယ်ဆိုတော့ဒီနေရာမှာ 6ဆိုတဲ့နောက်ပိုင်းနဲ့839ဆိုတဲ့တကွက်ကိုရရှိတာဖြစ်ပါတယ်တဲ့ဟာလားဒီအပေါ်ပြန်မှာထပ်ပြီးတော့ပြပေးပြီနော်အချိန်တော့ရတော့ရအောင်မှာမတင်လို့တော့ရမယ်လို့တော့ထင်တာပဲဟာလားဒီမှာရှိတယ်ကျွန်တော်တို့3ပေါ့နော်ဒီမှာရှိတယ်3အဲ့ဒီတောင်းကိုဒီမှာ6လေးနဲ့ချက်ပေါင်းရင်3လို့ရိုက်6ထိပ်စီနော်ဒီမှာရှိတဲ့6ထိပ်စီအဲ့ဒီ6ထိပ်စီဒီခွန်ဒီကျွန်တော်တို့အလဲတိုင်းခွန်ဒီ 6လို့ဖြစ်ပြီးခဲ့ပါတယ်669ခွန်ဟုတ်လားပေါချင်းနံပါတ်ခွန်ဒါဆိုရင်ကျွန်တော်တို့6ထိပ်စီခွန်လေတိုင်းဒီအလေတိုင်းခွန်ကိုနောက်ပိတ်ကဏ္ဍတစ်လုံးတည်ခွန်လို့ဖြစ်ပြီးရမယ်ဆိုတဲ့ခါကျတော့6နဲ့3နဲ့နှစ်ချက်ပေါင်းချင်း6လို့ဖြစ်တယ်ပေါချင်းခွန်နဲ့ညီမျှပြီးရမယ်ဆို8ဆိုတဲ့အပိတ်နဲ့ပေါချင်းတော်ဒီလိုမျိုးခွန်လို့ရိုက်ခဲ့တာဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ဒီတစ်ပတ်ခွန်သုံးခုဆိုပြီးတော့တို့ရရရှိတာပေါ့နော်အပေါ်မှာလည်းကျွန်တော်ဆက်ပြီးတော့ပြပေးလိုက်မယ်ဒီမှာရှိတဲ့၃ဒီနှစ်ချက်ကို၃လို့ရိုက်တယ် နော်ဒါဆိုရင်ဒီမှာရှိတဲ့ရှစ်ရှစ်လို့ညီမြပေးရမယ်ဆိုတဲ့ခါကျတော့အားလုံးပဲရှစ်ရှိတယ်ကျွန်တော်ဒီမှာလေးရှိတယ်ပေါင်းချင်းဒီကျွန်တော်နှစ်ရှစ်ဖြစ်ပြီးရမယ်ဆို6ဆိုတဲ့အလေတိုင်းနော်အဲ့တော့ဒါဆိုရင်ဒီ6လေတိုင်းအဲ့ဒီ6လေတိုင်းဒီနောက်ပိတ်ငါးတီးတဲ့နော်ကျွန်တော်တို့ပေါင်းချင်းနံပါတ်6လို့ဖြစ်ပေးရမယ်ဆိုတဲ့ခါကျတော့နော်ပေါင်းချင်းနံပါတ်5တီးဟဟလား 6လို့ဖြစ်ပြရမယ်တဲ့နော်ဒါဆိုရင်သူ့ရဲ့အထက်မှာ38ရှိ38နှစ်ချက်ပေါင်းခြင်းဒီ1ပါဒါဆိုရင်နောက်ပိတ်ဆိုတဲ့9နော်အားလုံးပဲတွေ့လိမ့်မယ်ဟုတ်လားနောက်ပိတ်နံပါတ်9ထည့်ပေးအားဖြင့်6နဲ့ညီမျှခဲ့ပါတယ်တဲ့86 9ဆိုပြီးတော့မှထွက်ခဲ့တယ်ဘာဒီပြမမသိဘူးဆိုတဲ့မိတ်ဆွေတွေကတော့အရှိမကျွန်တော်တို့ပြန်ပြီးတော့ကြည့်နော် site ကဒီလိုမျိုးသွားတာဖြစ်တယ်ထပ်ပြီးတော့နောက်ဆက်နောက်ဆုံးတစ်ခေါက်လေးကျွန်တော်ပြပေးခဲ့မယ်နော်ဒီမှာရှိတဲ့၃ ပေါက်ချင်းနံပါတ်3လို့ဖြစ်ခဲ့တယ်ရှစ်ထိပ်စီအဲ့ဒီရှစ်ထိပ်စီဒီနော်အလေတိုင်းဒီရှစ်လို့ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးရှာဖွေရတာဖြစ်တယ်ရှစ်ရှိမယ်ဒီမှာရှိတဲ့၄ရှိမယ်ပေါက်ချင်း2လို့ဖြစ်တဲ့ခါကျတော့ရှစ်ဖြစ်အောင်ဆို6ဆိုတဲ့အလေတိုင်းကိုပေါင်းထည့်ခဲ့တာဖြစ်တယ်အလေတိုင်းကိုဒီရှစ်နဲ့ညီမျှခဲ့တယ်နောက်ဘက်ကိုဒီ6နဲ့ကျွန်တော်တို့ညီမျှပေးရမှာဖြစ်တယ်ဒီ6နဲ့ညီမျှပေးရမှာဖြစ်တယ်နော်အဲ့တော့ဒီမှာကျွန်တော်ရှာဖွေခဲ့တာဒီ3ကိုဒီနှလုံး3နဲ့နော်ဒီ6ကို ဒီ၃လုံးရှစ်တယ်ဟုတ်လားအဲ့တော့ဒီ၆เนาะဒီ၃ကိုဒီ၄လုံး၃တယ်ဒီ၈ကိုဒီ၃လုံး၈တယ်ဟုတ်လား၈၄၆ဆိုပြီးတော့ဒီ၃လုံး၈တာပေါ့เนาะအဲ့တော့ဒီ၆ကိုဒီ၃လုံး၆ခဲ့ပါတယ်တဲ့ဟုတ်လားဒီ၃လုံး၆ခဲ့ပါတယ်၈၆၅เนาะအားလုံးပဲပေါက်ကြပါသည်ဆူတောင်းပြပါတယ်ခွန်ထိပ်စီ၃လေတိုင်းကိုနောက်ပိတ်နဲ့ဒေအော်တစ်ခွက်ရရှိတယ်အထူးမွေးကနန်း ၄နဲ့6ကို1နဲ့9နဲ့ကတ်ဆိုပြီးတော့ရှိတယ်เนาะ၄6 1 4 6 5 6 4 1 6 4 5ငါဒါကတော့ကျွန်တော်လှန်ပြီးထားတာဗောနော်အလှန်ရောတဲ့ရောလုတ်ပြီးထားတယ်ငွေကနန်းအလုံးမေးနော်အဲ့တော့ကျွန်တော်ဒူးဒီတော့မှဟဟလာတိန်းနဲ့ခြေပြီးတော့မိတ်ဆွေတို့ထိုးကြသေးတာဗောနော်ဒီ3ဒီကတော့အလုံးမေးဒီကနန်းလေးတွေကိုကျွန်တော်တို့အနည်းဆုံး၃တော့မှ၅တော့ဘူးတာရသိချင်လို့ပြောတာပါအလုံးမေးထိုးပြီးတော့ကစားနော် ပတ်သက်ရှိသူရောမရှိသူရောအားလုံးပဲထိုးပြီးတော့ကစားကြပါအားလုံးပဲပေါက်ကြပါစီဘိုင်ဘိုင်ပါနော်